အခန်းကြီး9အငယ်1မှ8အာရန်ဤတားစဉ်မြေဆက်စည်ဟူမူကားလူကိုဖန်ဆင်းတော်မူသောကာလ၌မိမိပုံတရနှင့်အညီဘုရားသခင်ဖန်ဆင်းတော်မူ၏လူယောက်ျားလူမိန်းမကိုဖန်ဆင်း၍ကောင်းချီးပေးတော်မူ၏ဖန်ဆင်းသောနေ့၌လည်းသူတို့ကိုအာဒံအမိဖြင့်မှဲ့တော်မူ၏အာဒံသည်အသက်130ရှိသော မိမိပုံတရံနှင့်တညီတရံဒီတားကို မြင်ရ၍ရှေတအမိဖြင့်မှဲ့လေ၏ရှေတကိုဖွားမြင်သောနောက်အာဒံဒီအနှစ်ရှိရာအသက်ရှင်၍တားတွင်းများကိုမြင်လေ၏အာဒံဒီအသက်နှစ်ပေါင်း930ဆေသောတေလေ၏ရှေတသည်အသက်105နှစ်ရှိသောတားအေနုကိုမြင်လေ၏အေနုဖွားမြင်သောနောက် ရှေတသည်အနှစ်ရှိရာခုနှစ်နှစ်အသက်ရှင်၍တာသမီများကိုမြင်လေ၏ရှေတသည်အသက်နှစ်ပေါင်း932နှစ်ဆေသောတေလေ၏အငယ်9မှ16ဣနုတီအသက်90ရှိသောတာကာဤနံကိုမြင်လေ၏ကာဤနံဖွားမြင်သောနောက်ဣနုတီအနှစ်135နှစ်အသက်ရှင်၍ ပါဒွီများကိုမြင်လေ၏အေနုတီအသက်နှစ်ပေါင်း905နှစ်ဆေသောတေလေ၏ကာယနန္ဒီအသက်80ရှိသောပါမဟာလေလကိုမြင်လေ၏မဟာလေလဖွားမြင်သောနောက်ကာယနန္ဒီအနှစ်840အသက်ရှင်၍ပါဒွီများကိုမြင်လေ၏ကာယနန္ဒီအသက်နှစ်ပေါင်း930ဆေသောတေလေ၏မဟာလေလသည် အသက် 65နှစ်ရှိသောတာယာရက်ကိုမြင်လေ၏ယာရက်ဖွားမြင်သောနောက်မဟာလီလသည်အနှစ်830အသက်ရှင်၍တာပိများကိုမြင်လေ၏အငယ်16မှ24မဟာလီလသည်အသက်နှစ်ပေါင်း695နှစ်ရှိသောတေလီ၏ ရာယက်တီအသက်162နှစ်ရှိသောတာအေနောက်ကိုမြင်လေ၏အေနောက်ဖွားမြင်သောနောက်ရာယက်တီအနှစ်100အသက်ရှည်၍တာသီးများကို မြင်လေ၏ရာယက်တီအသက်နှစ်ပေါင်း962နှစ်ဆေသောတေလေ၏အေနောက်တီအသက်65နှစ်ရှိသောတာမတုရှလကိုမြင်လေ၏မတုရှလဖွားမြင်သောနောက်အေနောက်တီအနှစ် 300ပတ်လုံးဘုရားသခင်နှင့်အတူတွာလာ၍တာမီးများကိုမြင်လေ၏အေနောက်အသက်နှစ်ပေါင်း365နှစ်တည်အေနောက်သည်ဘုရားသခင်နှင့်အတူတွာလာ၏နောက်တပံသူသည်မရှိ အကြောင်းမူကားဘုရားသခင်သည်တည်ယူတော်မူသောကြောင့်တည်အငယ်25မှ32မတုရှလသည်အသက်189နှစ်ရှိသော တာလာမက်ကိုမြင်လေ၏လာမက်ဖွားမြင်သောနောက်မတုရှလသည် အနှစ်982နှစ်အသက်ရှင်၍တာပြီးများကိုမြင်လေ၏မတုရှလသည် အသက်နှစ်ပေါင်း969နှစ်ရှိသောတေလေ၏လာမက်သည် အသက်182နှစ်ရှိသောတာကိုမြင်၍ဤသူဒီကားသာဝရဖျားကျိန်တော်မူသောမြေ၌လှုပ်၍ ပင်မန်းစွာခံရသောငါတို့အားတက်တာစေသောသူဖြစ်လိမ့်မည်ဟု၍သူကိုနောအေးဟုသောအမည်ဖြင့်မှဲ့လေ၏နောအေးဖွားမြင်သောနောက် လာမက်တီအနှစ်995နှစ်အသက်ရှင်၍သားမီးများကို မြင်လေ၏လာမက်တီအသက်နှစ်ပေါင်း989နှစ်စေသောတေလေ၏နောအေးသည်အသက်900ရှိ၏နောအေးသားကရှီမား ဟာမရာဖြစ်သည်အကန်ကြီးချောင်းအငယ်တက်မှလေးမြေကြီးမျက်နှာပေါ်မှာလူတို့ဒီများပြား၍သမီးများကိုလည်းရကြသောအခါဘုရားသခင်သားတို့ဒီလူသမီးတို့လှချမ်းကိုမြည်၍ ကိုစိတ်ရှိသည့်အတိုင်းဆုံဖက်ကြ၏သာဝရဘုရားကလည်းငါဝိညာဉ်သည်လူတို့တွင်အစင်မဆုံးမရအကြောင်းမူကားလူတို့သည်အသားဖြစ်၏သူ၏အသက်တန်းသည်လည်းအနှစ်120ဖြစ်စေဟုမိန့်တော်မူ၏ထိုကာလ၌မြေကြီးပေါ်မှကိုကြီးမားသောသူအချို့ရှိကြ၏ထိုနောက်၌လည်းဘုရားသခင်၏သားတို့သည် လူသမီးတို့နှင့်ဆက်ဆံ၍ရသောသားတို့သည် အာချီသောသူရှေးကာလမှစ၍ကြောသောသောသူ ဖြစ်ကြ၏အငယ်၅မှ၁နှစ်မြေကြီးပေါ်မှလူအပြစ်ကြီး၍သူ၏စိတ်နှလုံးအကြံစီ ရှိသမျှတို့သည် အစင်မပြတ်ဆိုးညစ်ခြင်းတက်တက်ရှိကြောင်းကိုဘုရားသခင် သိမြင်တော်မူလျှင်မြေကြီးပေါ်မှလူကိုဖန်ဆင်းတော်မူသည်ကို နောင်တရ၍ နလုံးတောပူပန်လျ်ရှိော်မူ၏။ဒါဝရဖျားကလည်းငါဖန်ဆင်းသောလူကို၎င်းလူမှဆ၍သားများတောတတော်တရိษံများမိုးကောင်းကင်ငှက်များတို့ကို၎င်းမြေကြီးမျက်နှာမှငါတုတ်တင်ပယ်ရှင်းပြီ။သူတို့ကိုဖန်ဆင်းသောကြောင့်ငါနောင်တရသည်ဟုမိန်တော်မူ၏။နောဤမူကားသာဝရဖျားစိတ်တော်နှင့်တွေ့တော်သူဖြစ်သည်။နောဤအထုပ်ပတ္တိဟုမူကား နောဤသည်ဖြောက်မတ်တော်သူမိမိအမျိုး၌ဆုံလင်တော်သူဖြစ်၏ဖျားသခင်နှင့်အတူတော်လာ၏နောဤသည်ရှေမဟာမရဖက်ဒီဟုသောသားသုံးယောက်ကိုမြင်လေ၏ထိုအခါမြေကြီးသည်ဖျားသခင်ရှေ့မှပုတ်ဆက်လျက်ရှိ၏မြေကြီးသည် အာမအမှုနှင့် ပြည့်စုံလေ၏ဘုရားသခင်သည်မြေကြီးကိုကြည့်ရှုသောအခါပုတ်ဆက်လျက်ရှိသည်ကိုမြင်တော်မူ၏ အကြောင်းမူကားမြေကြီးပေါ်မှာလူအပေါင်းတို့သည်ဖောက်ပြန်ခြင်းသို့ရောက်ကြပြီအငယ်73မှ92ထိုအခါဘုရားသခင်သည်နောအေအာမိန်တော်မူသည်ကားတရဝအပေါင်းတို့၏အဆုံးသည်ငါမျက်မှောက်တွင် ပေါ်လာပြီသူတို့ကြောင့်မြေကြီးသည်အာဓမအမှုနှင့် ပြည့်စုံလေ၏အကယ်စင်စစ် မြေကြီးနှင့်တကွသူတို့ကိုငါဖျက်ဆီးမည် ဂောဖရတသားဖြင့်တင်းမောကိုကိုဖို့ဒီလုံလော အထဲ၌လည်းအခန်းများကိုလုံလောအတွင်ပြင်ပတ်လေကိုထင်းယူစေနှင့်တုတ်လော လုံရမီပုံဟုမူကားတင်းမောအလျားအတောင်300အနံအတောင်90အမြင့်အတောင်30ရှိစေရမည်အပေါ်၌လည်းအမိုးကိုလုံရမည်ထိုးအမိုးအပေါ်အလေချက်၌ထိတ်အုပ်အနံတဒောင်အကျဲရှိစေရမည် သင်္ဘောနံတစ်ဖက်၌လည်းတကားကိုလှုပ်ရမည်အောက်ဆင့်အလယ်ဆင့်အပေါ်ဆင့်ဟု၍သုံးဆင့်ကိုလည်းရှိစေရမည်အသက်ရှင်သောသရဝအပေါင်းတို့ကို ကောင်းကင်အောက်မှငါကိုယ်တိုင်ပယ်ရှင်းခြင်းကမြေကြီးကိုရေလွှမ်းမိုးစေသဖြင့်မြေပေါ်မှရှိသမျှတို့သည်တရားကြမည်တင်၌မူကားငါပရိညင်ကိုငါတီးစေမည်တင်သည်တာမယား ချွေးမများနှင့်တကားတင်မောတဲ့သို့ ဝင်ရမည်အသက်ရှင်သောတိရစ္ဆာန်အမျိုးမျိုးထဲကအထီးအမအစုံတို့ကိုယူ၍တင်နှင့်အတူအသက်ချမ်းသာစေခြင်းကတင်မောတဲ့သို့တွင်ရမည်ငှဲ့လဲအမျိုးလိုက်ပါလဲအမျိုးလိုက်တောတက်သောတိရစ္ဆာန်အပေါင်းလဲအမျိုးလိုက်အထီးအမအစုံတို့သည်အသက်ချမ်းသာစေခြင်းကတင့်ထံသို့လာကြလိမ့်မည်ကိုစားเสียဖို့ တိစံတို့စားเสียအဖို့စားအပ်သောအစာအမျိုးမျိုးကိုယူ၍တိုထားရမည်ဟုဘုရားသခင်မှားထားတော်မူ၏မှားထားတော်မူသည်အတိုင်းလဲနောအေးပြုလေ၏ခန်းကြီးကိုနေအငယ်တမကူထို့နောက်ထာဝရဘုရားသခင်သည် နောအေးကိုတဖန်မိန်တော်မူပြန်ဒီကားဤကာလအမျိုးတွင်တင်ဒီငါရှိ၌ ဖြောက်မှတ်ကြောင်းကိုငါတိမြင်သည်ဖြစ်၍သည်အိန္ဒူအိန္ဒာအပေါင်းတို့နှင့်ကသင်မောသည်သို့ဝင်ကြလော့ပြည်ကြီးပေါ်မှာတိရိစ္ဆာန်မျိုးမပြတ်ဆက်နွယ်စေခြင်းကစင်ကြဲသောသားမျိုးတစ်မျိုးတစ်မျိုးတွင် အထီးအမခွနဆုံးစီမစင်ကြဲသောသားမျိုးတစ်မျိုးတစ်မျိုးတွင်လည်းအထီးအမနှဆုံးစီမိုးကောင်းကင်နှင့်တစ်မျိုးတစ်မျိုးတွင်လည်းအထီးအမခွနဆုံးစီ အတီးအတီးတို့ကိုတင်းယူရမည်အကြောင်းမူကားယနေ့မှစ၍ခုနှစ်ရက်စီလင် အရက်40ပတ်လုံးမြေကြီးပေါ်သို့မိုးရွာစေမည်ငါဖန်ဆင်းသောတရဝအပေါင်းတို့ကိုမြေကြီးမျက်နှာပေါ်မှငါပယ်ရှင်းမည်ဟုထာဝရဘုရားမှားထားတော်မူ၏မှားထားတော်မူသည့်အတိုင်းလေနောအေးပြုလေ၏မြေကြီးကိုရေလွှမ်းမိုးသောအခါ နောဧသည်အသက်600ရှိသည်ရေလွှမ်းမှုချင်းပေးကြောင့်နောဧသည်မိမိသားမယားချွေးမများနှင့်တကွာတင်မောထဲသို့ဝင်၍ဘုရားသခင်မှားထားတော်မူသည့်အတိုင်းစင်ကြယ်သောသားမစင်ကြယ်သောသားငှက်များနှင့်မြေပေါ်မှတွတ်တတ်သောတရိษံများအထက်ကအထီးအမှအစုံတို့သည် နောဧနှင့်အတူတင်မောထဲသို့ဝင်ကြ၏ အငယ်30မှ16ခொနည်းစီသောအခါလွှမ်းမှုအတော်ရည်ဒီမြေပေါ်၌ပေါ်လာ၏။နောဤအသက်600စီသောနှစ်ဒုတိယလ18ရက်နေ့တွင်ကြီးစွာသောနည်းနည်းရာ ရေပေါက်ရေတွင်တို့၏အစီတာရှိသည်။ကိုပယ်ရှင်း၍မိုးကောင်းကင်ပြုံဝများကိုဖွင့်သဖြင့်အရက်40ပတ်လုံးမြေကြီးပေါ်မှမိုးရွာလေ၏။ထိုနေ့ရက်တွင် နောအေးနှင့်မိမိမယားမှဆ ảy ၍ရှေမဟာမရာဖက်ကြီးဟုသော နောအေးသား၃ယောက်ချွေးမ၃ယောက်တို့သည်တင်မိုးထဲသို့ဝင်ကြ၏။သားရဲမျိုး၊သားရင်မျိုး၊မြေပေါ်မှတွတ်တတ်သောတိရစ္ဆာန်မျိုး၊ပြန်တတ်သောကြက်ငှက်မျိုးအသက်ရှင်သောတိရစ္ဆာန်အမျိုးမျိုးအပေါင်းတို့အထက်ကအထီးအမအစုံတို့သည် နောအေးနှင့်အတူတင်မိုးထဲသို့ဝင်ကြလေ၏။ ထိုသို့နောအေးကိုဖျားသခင်မှာထားတော်မူသည့်အတိုင်းဝင်သောပရိစ္ဆန်တို့သည်ခတ်သိမ်းသောပရိစ္ဆန်တို့အထက်ကအထီးအမဆုံးရက်ဝင်ကြ၏သာရဖျားသည်လည်းနောအေးကိုအထက်မှပိတ်ထားတော်မူ၏အငယ်၁၉မှ၂ရေလွှမ်းမှုချင်းသည်အရက်၄၀ပတ်လုံးမြေကြီးပေါ်မှအစဉ်တိုင်းတိုးတက်၍သင်္ဘောကိုမြေမှခွာလျက်ဆောင်းယူလေ၏ တပန်းရည်သည်အာကြီး၍မြေကြီးပေါ်မှ အလွန်တိုးတက်သဖြင့်တင်းမောသည်ရေမျက်နာပေါ်၌မျောလျက်နေလေ၏နောက်တပန်းရည်သည်မြေကြီးပေါ်မှအလွန်အာကြီးသဖြင့်မိုးကောင်းကင် အောက်၌ရှိသမျှသောတောင်ကြီးအပေါင်းတို့သည်မြုပ်ကြ၏ရေမြုပ်သောတောင်တို့အထက်၌လွှမ်းတက်သောရည်သည်၁၅တောင်ရှိသည်အငယ်၂၁မှ၂၄ မြေပေါ်မှာလှုပ်ရှားတတ်သောတိရစ္ဆာန်မျိုးဒီဟုသောငှက်ပါရင်ပါရဲမြေပေါ်မှာ တွတ်တတ်သောတိရစ္ဆာန်အပေါင်းတို့နှင့် လူအပေါင်းတို့သည်တေကြကုန်၏အသက်ရှူလျက်ဂုံးပေါ်မှာရှိလေသမျှတို့သည်တေကြကုန်၏မြေမျက်နှာပြင်ပေါ်၌ရှိသောလူဖြစ်စေပါဖြစ်စေတွတ်တတ်သောအရာဖြစ်စေမိုးကောင်းကင်ငှက်ဖြစ်စေအသက်ရှင်သောအရာဖြစ် ရှိရှိသမျှတို့ကိုမြေကြီးပေါ်ကပယ်ရှင်းတော်မူ၍ပျက်စီးကွယ်ပြောက်ခြင်းတို့ရောက်ကြကုန်၏။နောအေးမှဆ၍နောအေးနှင့်အတူတင်မောတဲ့၌ရှိသောသူတို့သာကြံကျွင်းကြလေ၏။ရေဒီလဲမြေကြီးပေါ်မှရက်ပေါင်း150ပတ်လုံးအားကြီးစွာတည်လေ၏။ အကန်ကြီးရှေအငယ်တက်မှငါဖျားသခင်ဒီနောအေးမှဆ၍အသက်ရှင်သမျှသောတရဝါနောအေးနှင့်အတူတင်မိုးဒဲ၌ရှိသောတရိษံအပေါင်းတို့ကို အောင်းမေ၍မြေကြီးပေါ်မှလီလာစေတော်မူသည်ဖြင့်ရေငြိမ့်လေ၏။နက်နဲရာရေပေါက်ရေတွင်များမိုးကောင်းကင်ပြုံဝများကိုဆုပ်ပိတ်၍မိုးကိုဆဲစေတော်မူ၏။ ရေဒီလဲမြေပေါ်မှာအစင်တိုင်းစီးသွား၍အရက်တရား90ဆေသောအခါရုပ်လျော့လေ၏တတ္တမလ18ရက်နေ့တွင်တင်းမောသည်အရရတ်အမိရှိသောတောင်ပေါ်မှတင်းလေ၏တတ္တမလတိုင်အောင်ရေဒီအစင်မပြရုပ်လျော့၍ထိုလ30ရက်နေ့တွင်တောင်ထိတ်တို့သည်ပေါ်ကြ၏အငယ်6မှ7 ထိုမှအရက်40ကြာလင်နောအေဒီတင်မောတဲ့၌လုတ်ခဲ့သောပဒင်းပေါက်ကိုဖွင့်၍ကြီးအတကောင်ကိုလွှတ်လေ၏ထိုကြီးအသည်မြေပေါ်မှရေမခမ်းမချောက်မိတိုင်အောင် ပွာလာလျက်နေလေ၏တဖန်မြေမျက်နာပေါ်မှရေကုန်သည်မကုန်သည်ကိုတိကျင့်ကဂျိုးတကောင်ကိုလွှတ်ပြန်လေ၏မြေတွင်လုံး၌ရေရှိသေးသောကြောင့်ဂျိုးသည်ခြေဖြင့်နေ၍ အမောဖြေစရာကိုမတွေ့သဖြင့်နောဤရှိရာတင်မောသို့ပြန်လာလေ၏နောဤသည်လည်းလက်ကိုဆန့်၍ဂျိုးကိုကံယူပြီးစဉ်မိမိနေရာတင်မောထဲသို့တွင်းလေ၏တပန်းခொနည်းနေပြီးမှ ထိုဂျိုးကိုတင်မောထဲကလွတ်ပြန်၏ညာဥချိန်၌ဂျိုးသည် နောဤထံသို့ပြန်လာ၍မိမိဆိတ်ယူသောတန်လျင်ရွက်ကိုမိမိနှုတ်သီးဖြင့်ဆောင်ခဲ့သောကြောင့် မြေကြီးပေါ်မှာ ရေကုန်ချောင်းကို နောအေးတိလိတပန်းခုနှစ်ရက်နေပြီးမှထိုဂျိုးကိုလွတ်ပြန်၏နောက်တပန်းဂျိုးသည် မပြန်မလာနေ၏အငယ်73မှ79အနှစ်600တခုပထမလဆန်းတရက်နေ့တွင် မြေကြီးပေါ်မှာရေခန်း6တီရှိသောနောအေးသည်တင်းမိုးမိုးကိုပယ်ဖြဲ့၍ကြီးစုသောအခါ မြေမျက်နာတွေးချောက်ဆရှိသည်ကိုမြင်၏ဒုတိယလ29ရက်နေ့တွင်မြေကြီးတွေးချောက်လေ၏ဘုရားသခင်ကလည်းတင်သည်ตาမယာချွေးမတို့နှင့်တကားသင်မိုးတဲကထွက်ဆင်းတော်တင့်ထံမှာအသက်ရှင်သောတရိษံငှဲ့များตาများမြေပေါ်၌တောတက်သောတရိษံများတို့သည်မြေပေါ်မှာตาကိုမွေး၍အလုံးတိုးပွားများပြားမိအကြောင်း ထိုတိရစ္ဆာန်ရှိသည်မြတ်တို့ကိုကိုနှင့်တူထုတ်ဆောင်လို့ဟုနောအေးကို မိန့်တော်မူ၏ထိုအခါနောအေးမှဆက်၍ตาမယာချွေးမတို့သည် ထွက်ဆင်းကြ၏ตาများတောတက်သောတိရစ္ဆာန်များငှက်များမြေပေါ်မှလှုပ်ရှားတတ်သည်မြတ်သောအမျိုးမျိုးအပေါင်းတို့သည်လည်းတင်းမောတဲ့ကထွက်ဆင်းကြ၏အငယ်20မှ22 နောအီးဒီလေသာဝရဖျားအဖို့ရစ်ပလင်ကိုတီပြီးမှစင်ကြဲသောသားစင်ကြဲသောနှင့်အမျိုးမျိုးထဲကယူ၍ရစ်ပလင်ပေါ်မှမီးရှို့သောရစ်ကိုပူဇော်လေ၏သာဝရဖျားဒီလေမွေးချိန်သောအနံ့ကိုခံယူ၍ငါဒီနောက်တပံလူတို့အတွက်မြေကြီးကိုမချိန်အကြောင်းမူကားလူတို့ဒီငယ်သောရွယ်မှဆက်၍စိတ်နှလုံးအကြံစီဆိုးကြ၏ငါဒီယခုတခါပြုပြီးတဲ့ကဲ့သို့ အသက်ရှင်သောအရာရှိသမျှတို့ကို နောက်တပံဓမ္မခတ်မြေကြီးမကုန်မီတိုင်အောင် မျိုးစေ့ကျဲရသောကာလအတိနံကိုတင်းရသောကာလချမ်းသောကာလပူသောကာလနှွေကာလဆောင်းကာလမပြတ်ရဟု အမိန့်တော်ရှိ၏ ခန်းကြီးကိုအငယ်တက်မှခொနဲ့ဘုရားသခင်ဒီလဲနောအေးနှင့်သူ၏သားတို့ကို ကောင်းချီးပေးတော်မူ၍တင်တို့သည်များပြားစွာမွေးဖွားလျက်မြေကြီးကိုပြည့်စေကြလော့မြေတရိษံမိုးကောင်းငင်နှင့်အဆရှိသော မြေပေါ်မှလှုပ်ရှားတတ်သမျှနှင့်ပင်လယ်ငါအပေါင်းတို့သည်တင်တို့ရှေ့မှကြောက်ရွံ့တုန်လှုပ်ခြင်းသဘောရှိရကြလိမ့်မည် ထိုတရိษံတို့ကိုတင်တို့လက်၌ငါအပ်၏ အသက်ရှင်၍လှုပ်ရှားတတ်သမျှသည်အတိအရွက်ကဲ့သို့တင်တို့စားเสียဖို့ဖြစ်ရမည်ခတ်သိန်းသောအရာတို့ကိုတင်တို့၌ငါအပေး၏သို့တော်လည်းအသက်ကြီးဟုသောအသွေးနှင့်တကွအပားကိုမစားရအကယ်၍တင်တို့အသက်ကြီးဟုသောတင်တို့အသွေးကိုငါတောင်းမည်လူတရိဆန်အပေါင်းတို့၌ငါတောင်းမည်ခတ်သိန်းသော လူတို့၏ညီအကို၌ လူ၏အသက်ကိုငါတောင်းမည်အကျဉ်သူသည်လူ၏အသွေးကိုတွန်း၏ထိုသူ၏အသွေးကိုလူလက်ဖြင့်တွန်းရမည်အကြောင်းမူကားဘုရားသခင်သည်မိမိပုံတရံနှင့်အညီလူကိုဖန်ဆင်းတော်မူ၏တင်တို့သည်သားကိုဖွား၍များပြားကြလော မြေပေါ်မှအလုံးမွေးဖွား၍များပြားကြလောဟုမိန်တော်မူ၏အငယ်၈မှ၁၉ တဖန်ဖျားသခင်သည် နောအေးနှင့်သူ၏သားတို့ကိုမိန်တော်မူသည်ကားတင်တို့နှင့်၎င်းနောက်ဖြစ်လက်တန်သောအမျိုးအနွယ်နှင့်၎င်းတင်တို့ထံမှအသက်ရှင်သောတရိစ္ဆာန်ကြီးဟုသောငှက်သားရင်သားရဲ့ရှိသမျှတင်မောတဲကထွက်ဆင်းသမျှမှဆ၍မြေတရိစ္ဆာန်အပေါင်းတို့နှင့်၎င်းငါသည် ကိုယ်တိုင်ဗြိဉ်ပြု၏တင်တို့နှင့်ငါပြုသောဗြိဉ်ဟုမူကားရေလွှမ်းမိုးခြင်းအဖြင့်ခတ်သိမ်းသောတော်ဝါတို့သည် နောက်တဖန်မဆုံးရကြမြေကြီးကိုဖျက်ဆီးဖို့ရန်နောက်တဖန်ရေလွှမ်းမှုခြင်းမရှိရထိုမှတပါငါတဖက်တင်တို့နှင့်တင်တို့ထံမှအသက်ရှင်သမျှသောသရိစံတို့တဖက်၌တာမီအစဉ်အဆက်မပြတ်ငါပြုသောပရိညာဤလက္ခဏာတက်တည်ဟုမူကားငါ၏တက်တံကို မိုးတိမ်၌ငါထား၏ထိုတက်တံသည်မြေကြီးနှင့်ငါပြုသောပရိညာဤတက်တည်ဖြစ်လိမ့်မည် ငါသည်မိုးကိုအုပ်စေသောအခါ မိုးတိမ်၌တက်တန်သည်ထင်ရှားလိမ့်မည်ထိုအခါငါတစ်ဖက်တင်တို့မှဆိုက်၍အသက်ရှင်သောသူဝါသရိစံရှိသည်များတို့တစ်ဖက်၌ရှိသောငါ၏ဗြိဉ္ဉ်ကိုငါအောက်မည်သဖြင့်ခတ်သိမ်းသောသူဝါတို့ကိုဖျက်ဆီးခြင်းကနောက်တပံရေသွမ်းမှုခြင်းမရှိရမိုးတိမ်၌တက်တန်ရှိသည်ကိုငါကြည့်ရှုသည်ဖြင့်ဘုရားသခင်၏မြေကြီးပေါ်မှအသက်ရှင်သောသူဝါ တိရစ္ဆာန်အပေါင်းတို့စัจ जा မှရှိသောသာဝရပရိဉ္ဉ်ကိုငါအောင်းမိမိဤဒီကငါနှင့်မြေကြီးပေါ်မှရှိသောသရဝအပေါင်းတို့၏စัจ जा မှငါအမြဲဖွဲ့သောပရိဉ္ဉ်၏လက္ခဏာတက်တည်ဖြစ်သည်ဟု နောဧကိုဖျားသခင် မိန့်တော်မူ၏တင်မောတဲ့ကထွက်ဆင်းသော နောဧသားတို့၏အမိက ရှေမဟာမယာဖက်ဒီဟာမဒီခနန်၏အဖဖြစ်၏ ဤသူတို့သည် နောဤသားသုံးယောက်ဖြစ်၍မြေကြီးတပင်လုံး၌နှံ့ပြကြ၏အငယ်၂၀မှ29နောဤသည်လေလုတ်သောအတက်ကိုပြည့်စုံ၍စပြည့်ဥယင်ကိုစိုက်လေ၏စပြည့်ကိုလည်းတောက်၍ရင်မှုသည်ဖြင့်မိမိကဲ၌အဝတ်မချုံဘဲနေလေ၏ခန္ဓာဤအဖဟာမသည်မိမိအဖ၌အဝတ်ချီစီရှိသည်ကိုမြင်လျှင် ပြင်မာရှိသော အကိုနှစ်ယောက်ကို ပြောလေ၏ရှေမနှင့်ရဖက်တို့သည် အဝတ်ကိုယူ၍ပခုံးပေါ်မှတင်ပြစဉ်နောက်သို့ဆုတ်သွား၍မိမိအဖ၌အဝတ်ချီးစီးရှိသည်ကို ဖုံးကွယ်ကြ၏သူတို့သည် ပြင်တို့မျက်နှာပြုသောကြောင့်မိမိအဖ၌အဝတ်ချီးစီးရှိသည်ကိုမမြင်ရနောဤသည်ရစ်မှုခြင်းပြောက်၍နိုးသောအခါမိမိ၌သားငယ်ပြုသည်ကိုသိလျှင် ခန္ဓာသည်ကျင်ချင်းကိုခံပါစေ အကိုတို့ဤကျွန်တို့၌ကျွန်ဖြစ်ပါစေဟု ဆို၏တပန်းရှိမဤပြားခင်သရပြားသည်မင်္ဂလာရှိတော်မူစေတည်းခန္ဓာသည်ရှိမဤကျွန်ဖြစ်ပါစေဘုရားသခင်သည်ရာဖက်ကို ကျဲစေတော်မူသည်ဖြင့်ရှိမဤတဲတို့တွင် နေပါစေခန္ဓာမူကားသူဤကျွန်ဖြစ်ပါစေဟု ဆိုလေ၏ နောအေသည်ရေလွှမ်းမိုးသောနောက်အနှစ်350အသက်ရှင်၍အသက်ပေါင်း950ဆေသော အနိစ္စရောက်လေ၏ကိုင်းတဆေအငယ်တမဆနှစ်ရေလွှမ်းမိုးသောနောက် နောအီတာရှီမဟာမ ရာဖြတ်တို့မှဆင်းသက်သောတန်းစဉ်မြေဆက်တို့ကိုဆိုပေးအံရာဖြတ်ဤတာကဂောမာမာဂောကမာတေယာဝွန်တုပလမိရှက်ထိရတိဂောမာတာကအာရှကေနရိဖတ်တောကမတိယာဝွန်တာကအီလိရှာတာရှုကိတ်တိန်ဒေါနနေတိ ဤသူတို့သည် လူအမျိုးမျိုးတကြွန်တနိုင်ငံမြေနေတို့ကိုဘာသာအတီးတီအမျိုးအနွယ်အတီးတီရှိသည့်အတိုင်းအချင်းချင်းခွဲဝေကြ၏ဟာမတာကကုရှမိစရိဖုတခနန္ဒီကုရှတာကတေဘဟာဝိလတာပတယဂမတတိကာတိယဂမတာကား ရှေဘဒီတန်ဒီကုရှသည်တနေရောဒကိုလဲရသည်ထိုတားသည်မြေကြီးပေါ်မှာအူးစွမ်းနိုင်သောသူဖြစ်၏သာဝရဖျားရှေ့မှာကာကြီးသောမုတ်ဆိုးဖြစ်၏ထိုကြောင့်စကပုံ၌ကဖျားရှေ့နေရောဒအာကြီးမုတ်ဆိုးပြိလုတီလိုဟုဆတ်ဆိုသည်သူ၏နိုင်ငံဦးကရှိနာပြည်၌ဘာဘူးလိုမျိုး ဣရမျိုးအက်ကမျိုးကာလနေမျိုးဒီထိုပြိပအာရှုရိပြည်သို့သွား၍နိနဝေမျိုးယေဟောဗုမျိုးကာလမျိုးကို၎င်းနိနဝေမျိုးနှင့် ကာလမျိုးစัจ जा မှကြီးစွာသောမျိုးကြီးဟုသောရေတင်မျိုးကို၎င်းတည်ဆောက်လေ၏အငယ်73မှ20မိဇရိန်သားကလူဒိန်လူ အာနမိန်လူလဟဘိန်လူနာတုဟိန်လူပါတရုတိန်လူကတလူဟိန်လူကတောရိလူဒီကတလူဟိန်အမျိုးတဲကဖိလိတိလူဖြစ်တည်းခါနန်သားအကြီးကားဇီးတုံထိုနောက်ဟေတထိုနောက်ယေဘုတိလူအာမောရိလူကိရကာရှိလူဟိဝိလူအာကိလူတိနိလူ အာဝတိလူဇေမရိလူဟာမတိလူဒီထိုနောက်ခန္ဓာအမျိုးသားအတီးအီးတို့သည်နှံ့ပြားကြလေ၏ခန္ဓာအမျိုးသားနေရာပြည်နေသည်ဇီးလုံမျိုးမှဂေယာမျိုးဂါဇမျိုးတိုင်အောင်၎င်းတဖန်သောတို့မျိုးဂေါမောရမျိုးအာဓမမျိုးဇေပိုင်မျိုးကိုလွန်၍လာရှမျိုးတိုင်အောင်၎င်းရှိသည်ဤသူတို့သည်တီးခြားသောအမျိုးအနွယ် တီချာသောဘာသာအလိုက် အပြီးပြီးအတိုင်းတိုင်း၌နေသောဟာမသားများဖြစ်သည်အငယ်27မှ32ရာဖြင့်ကြီးဟေဘဲလူ အပေါင်းတို့၏အဖရှေမသည်လည်းသားများကို မြင်လေ၏ရှေမသားကအေလံအာရှုရအာပဇတ်လူဒအာရန်ဒီအာရန်သားကဥစဟုလဂေတာမာရှတီ အပစတာကရှာလရှာလတာကဟေပါဒီဟေပါဒီလဲတားနှစ်ယောက်ကိုမြင်လေ၏တားတစ်ယောက်ကဖာလက်အမိရှိ၏အကြောင်းမူကားသူ့လက်ထက်၌မြည်ကြီးကိုခွဲဝေကြ၏သူ၏ညီကရုတ်တံအမိရှိ၏ရုတ်တံတာကအာလမောသရှီလက်ဟာဇမဝက်ရေယဟာဒေါ်ရန်ဥဇလဒီကလဩဘလက် အဘိမေလရှိဘအောဖိရဟဝိလယောဘဤသူအပေါင်းတို့သည် ရုပ်တံသားဖြစ်သည်သူတို့နေရာမူကားမေရှမြို့မှသည် အရှိမျက်နှာ၌တေဖာတိုင်အောင် ရှိသည်ဤသူတို့သည်တီချာသောအမျိုးအနွယ်တီချာသောဘာသာအလိုက် အပြည့်ပြည့်အတိုင်းတိုင်းတို့၌နေသောရှေမသားများ ဖြစ်သည် ဤ၍ကမိမိတို့အမျိုးအနွယ်အတီးတီအလိုက် မှတ်သားသော နောဧတာဆွေစင်မျိုးဆက်စည်ရင်းပေသည်ထိုသူတို့သည်ရေလွှမ်းမိုးသောနောက် မြေကြီးပေါ်မှတီးကြသော တိုင်းပြည်တို့ကို တီထောင်ကြလေ၏